သမုတ်တရားရဲရေစင်းကူးတဲ့တင်းမောသားတွေကိုငမန်းမကိုက်အောင်လက်နက်တွေကင်ပြီးစောင့်ချက်ပေးရပါတယ်။ဒီတကောက်မှာတော့သမုတ်တရားရဲ့ဘရင်တွေလို့တင်စားရမယ့်လေရင်တင်တင်းမောကြီးတွေပေါ်ကစိတ်ဝင်စားစရာအတွေ့အကြုံတွေနဲ့ရေတက်ရဲ့လျှို့ဝှက်ချက်တချို့ကိုဖော်ထုတ်ပြောပြသွားမှာပါ။လေရင်တင်တင်းမောတွေဆိုတာတကယ်တော့အမကန်ဖန်တီးထားတဲ့ရေပေါ်လေတက်စကန်ကြီးတစ်ခုပါပဲ။နိုင်ငံတကာနိုင်ငံအတွက်နိုင်ငံခြားအခြေဆိုင်စကန်တွေကိုလုံးဝမီခိုစရာမလိုပဲစိတ်အင်အားကိုကဘာနဲ့ထုတ်ပေါ်ပြသနိုင်တဲ့အထူးကတော့ကြဲလို့ဆိုရင်လည်းမမလာပါဘူး။ ဒီသင်္ဘောကြီးတွေမှာလေရင်တွေကြောက်ကြောက်မမွေ့ဆင်းသက်ပြန်တက်နိုင်မှုအတွက်ကြဲပြောလာတဲ့လေရင်ပြေးလမ်းကြီးတွေလည်းပါဝင်နေတာပါအထူးသဖြင့်အမေရိကန်ရေတပ်ကတိုက်လေရင်တွေကနေရဟတ်ရင်တွေအထိရင်အမျိုးမျိုးကိုစေလွှတ်နိုင်တဲ့လေရင်တင်သင်္ဘောအုပ်စုကြီးကိုပိုင်ဆိုင်ထားပါတယ်တရိယာထီကရည်ရွယ်ချက်ကတော့တိုက်ပွဲခေါ်ဆောင်မှုပဲဖြစ်ဖြစ်ကမ္ဘာကြီးကြီးကိစ္စအတွက်ပဲဖြစ်ဖြစ်တဘာဝဘေးတင်သူတွေကိုကူညီတာပဲဖြစ်ဖြစ်လိုအပ်တဲ့နေရာတိုင်းအတွက်ရွေလျားလေကြောင်းစွမ်းအားကိုအချိန်မရွေးပို့ဆောင်ပေးနိုင်မှုအသင့်အနေထားရှိနေရတာပါ ဒီလိုဒီမော်တွေကတနေရာထဲမှာပဲမဟုတ်ပဲနေရာလုံးလှည့်ပတ်ရင်လာပေါင်းများစွာကြာမြင့်တဲ့တာဝန်တွေကိုထမ်းဆောင်နိုင်ပါတယ်။ဒါကြောင့်လေရှုပ်ထွေးတဲ့အချိန်စရာတွေနဲ့လဲပတ်နေရတယ်လို့ထောင်ပေါင်းများစွာသောအမှုတန်းတွေကဒီမော်ကြီးလုံးဝရက်တက်မသွားရအောင်ညင်ညွညွနဲ့စီးကြံ့ကြီးစွာလှုပ်ဆောင်နေကြရတာပါ။ဒီမော်ဘော်ကပေါ်ကဆိုတော့ဒီမော်ကိုပုံမှန်ထိမ့်သိမ့်ဖို့လေရင်တွေကိုမရှင်အမျိုးမျိုးအတွက်ပြင်ဆင်ဖို့ကုန်းဘတ်ပေါ်ကလေရင်လွတ်တင်တာနဲ့ပြန်လည်ဆင်းသက်တာတွေကိုထိကြတဲ့ညှိနှိုင်းမှုတွေနဲ့စီမံခန့်ခွဲဖို့အတွက်အမြဲတမ်းအလုပ်ရှုပ်နေရပါတယ်။ ဒီလိန်ဒီသင်းမောကြီးတွေကကိုအားကိုကိုပြီးအပြေးဝရက်တည်နိုင်တဲ့အတွက်ဂုံဘော်ကထောက်ပံ့မှုတွေမမေနိုင်နဲ့ဝေးလံခေါင်းတည်တဲ့သမုတ်တရားတွေမှာအချိန်အကြာကြီးလဲပတ်နိုင်စွမ်းရှိနေတာပါဒီလိုဆောင်ရွက်နိုင်ဖို့ဒီမော်တာတွေရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပြန်လည်အားပြည့်မှုတွေလိုအပ်တယ်ဆိုတာကိုရေတက်ကကောင်းကောင်းသိပါတယ်ဒါကြောင့်ဒီမော်တာတွေအတွက်ဖြောပြေးကိစ္စမျိုးစုံစီစဉ်ထားပေးရတာပါဒီမော်ပေါ်မှာကော်ဖီအချိန်မြေတောက်လို့ရအောင်စီစဉ်ထားပေးရတယ်လို့ဂိမ်းဆော့ခြင်းနဲ့သူတွေအဆင်ပြေအောင်လည်းစီစဉ်ထားရပါတယ် နောက်ပြီးတင်မသားတွေရေစင်းကူပြီးအနားယူနိုင်တဲ့ swim core အစီအစဉ်ကိုလည်းလှုပ်ဆောင်ပေးပါရီဒီလိုအနားယူချိန်လေးတွေကအချိန်ကြာမြင့်တဲ့တာဝန်တွေအတွက်စိတ်တမ်းမြင့်တင်ဖို့အတွက်အလွန်အရေးကြီးတဲ့အားလက်ချိန်တစ်ခုပါပဲဒါပေမဲ့တတိထားဖို့က swim core တွေက andre လုံးဝကင်းတာတော့မဟုတ်ပါဘူးမထင်မထားတဲ့အချိန်မှာမထင်မထားတဲ့ andre တွေနဲ့ကြုံရတတ်ပါရီ right ထဲမှာအစိုးဆုံးကတော့ငမန်းတွေပါပဲ ရေကူးတဲ့သူတွေရဲ့လုံခြုံရေးအတွက်ဒီမော်တာတွေကလေ့ကျင့်ပြီးသားဝန်ထမ်းတွေကိုလုံခြုံရေးချထားရပါတယ်။ဒီလိုတွေကအသင်းပြင်ဆင်ထားတာကြောင့်တခုခုမှားယွင်းသွားပြီဆိုတာနဲ့ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်အောင်ပါပဲ။ဥပမာအနေနဲ့2020ပြည့်နှစ်ဩဂုတ်လမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုကြည့်ရင်အရိစီစဉ်တွေကဘလောက်အရေးကြီးတယ်လဲဆိုတာကိုသိနိုင်ပါတယ်။အရိတုံးကအလျားချောက်ပေကနေရှစ်ပေလောက်ရှိတဲ့ငမန်းကြီးတစ်ကောင်ကဂန်းကြီးဆောင်တက်ပွဲကတာကင်ပေတင်းမောဘော်ကတင်းမောသားတွေရေကူးနေတော့ဟာဝိုင်အနီးကနန်ရှိုင်းနဲ့ရေပြင်ပြားတွေကနေရုတ်တရက်ထွက်ပေါ်လာခဲ့တာပါ။ အဲဒါကြောင့်တင်မောဘော်ကနေအရေးပေါ်ကြေညာချက်ချက်ချင်းထုတ်ပြန်ခဲ့ရပြီးရေထဲမှာရှိနေတဲ့အနည်းဆုံးတင်မောသား40ဦးကိုချက်ချင်းထွက်ခွာဖို့ညွှန်ကြားခဲ့ပါတယ်။လုံခြုံရေးအရာရှိတအူးကဂျာငမန်ဒါမှမဟုတ် Great White ငမန်လို့ယူဆရတဲ့ငမန်ကိုတနက်နေ့ပြစ်ခတ်ခဲ့ရတဲ့အထီးပါပဲ။ကံကောင်းသွားနေပဲငမန်ကဘာမှမထိခိုက်ပဲထွက်သွားခဲ့တယ်လို့တင်မောသားတွေလည်းဘူးမှဒဏ်ရာမရခဲ့ပါဘူး။ဒီဖြစ်ရက်ကပင်လယ်ရေပြင်မှာရုတ်တရက်အတွင်းမှာပဲဘလောက်အန်ဒရယ်များနိုင်နေဆိုတာကိုပြသနေခဲ့တာပါ။ နောက်ပြီးစင်ကော်ရီမှာလုံခြုံရေးဝန်ထမ်းတွေရှိနေဖို့ဘလောက်အရေးကြီးသလဲဆိုတာကိုလည်းအလေးနဲ့ပြသနေပါရင်ဒီအနားယူချိန်တွေကအဖွဲ့သားတွေရဲ့ကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကောင်းမှုမှုအတွက်မရှိမဖြစ်ပါဘူး။ဒါပေမဲ့လူတိုင်းလုံခြုံဖို့အတွက်ဂရုပြုမှုနဲ့စောင့်ချက်ကြည့်ရှုမှုလိုအပ်နေစေလဲဖြစ်ပါရင်ဒါတင်ပေးလားဆိုတော့မဟုတ်ပါဘူး။တင်မသားတွေရဲ့ကျန်းမာရေးအတွက်လည်းအမြဲပြင်ဆင်ထားကြရပါရင် Focus လေရင်တင်မကြီးပေါ်မှာဆိုရင်ဈေးပတ်ဆိုင်ရာအရေးပေါ်အခြေအနေတွေကအချိန်မရွေးဖြစ်လာနိုင်ပါရင် ဒါကြောင့်တင်မောရဲ့ဈေးပွဲကဘာကိုမဆိုရင်ဆိုင်နိုင်မှုလေးချင်းမှုတွေကိုအဆက်မပြတ်လှုံ့ဆော်ရင်းအမြဲတမ်းသတိထားနေကြရတာပါတင်းငယ်တဲ့ခြေရာလေးတွေကနေပြင်းထန်တဲ့ဒဏ်ရာတွေအထိကိုမြေမြန်ဆန်ဆန်ထုံပြန်နိုင်ဖို့ဒီလေးချင်းဂန်းတွေကအာမခံပေးပါရင်ဒီလိုနဲ့ပင်လယ်ပြင်မှာအချိန်ကြာမြင့်တဲ့တာဝန်တွေထမ်းဆောင်နေစဉ်အတွင်းမှာပဲလူတိုင်းကိုဘေးကင်းပြီးကျန်းမာအောင်ထိန်းသိမ်းထားနိုင်ကြတာပါဒီမောရဲ့ဇေဝကန်းတွေကလည်းဇေဘဆိုင်ရာအစင်းသိရှိမှုရဲ့အဓိကတော့ကြပါပဲ။ဒီမောသားတွေလိုအပ်နိုင်တဲ့ဇေဝတွေအားလုံးကိုပြပြဝဝတူလောင်ထားပါရင် ဈေးဝအဖွဲ့ကဈေးဝထုတ်ပေးရုံဒီမှာကပဲဈေးပစ္စည်းစီမံခန့်ခွဲမှုနဲ့ကုသမှုဆိုင်ရာအကြံဉာဏ်တွေပေးရတယ်လို့တင်မောသားတွေလိုအပ်တဲ့အခါမှန်ကန်တဲ့စောင့်ရှောက်မှုကိုရရှိစေဖို့လဲဒေချာကယူဆိုင် ပေးရတာပါ USS Ronald Reagan မှာဆိုရင်တွားနေပတ်သက်တဲ့ပြည်သူဆောင်ရှောက်မှုတွေတောင်အပြည့်အဝပါဝင်နေပါတယ် ပုံမှန်တန်ရှင်းရေးကနေအရေးပေါ်သွားနှုတ်ယူနိုင်တဲ့အထိအားလုံးကိုလှုံ့ဆော်နိုင်တဲ့သွားစည်းကမ်းအပြည့်အစုံရှိနေတာပါ။သွားဆရာဝန်တွေတင်မောပေါ်မှာရှိနေခြင်းကသွားပြဿနာတွေကိုချက်ချင်းဖြေရှင်းနိုင်ပြီးနောက်မှာပိုကြီးတဲ့ပြဿနာတွေဖြစ်မလာအောင်လည်းဓာတ်ဆီပေးပါရစေ။ဒါကတင်မောပေါ်ကကျန်းမာရေးဆောင်ရှောက်မှုတွေအကြောင်းပါပဲ။နောက်ထပ်အနေနဲ့ကတော့သမုတ်ထရာရဲ့ခရီးစနစ်ကိုမပြတ်စီအောင်ထိန်းသိမ်းဆောင်ရှောက်ရတဲ့ကိစ္စနဲ့သက်ဆိုင်နေတာပါအမေရိကန်စစ်တပ်ကလည်းသမုတ်ထရာခရီးစနစ်ကကမ္ဘာအတွက်ဘလောက်အရေးပါတယ်ဆိုတာကိုကောင်းကောင်းကြည့်သိပါရင် အဲဒါကြောင့်မလိုဘဲထိခိုက်မှုမဖြစ်အောင်အကောင်းဆုံးနည်းလမ်းတွေနဲ့ပြေးရှင်းဖို့ကြိုးစားခဲ့ကြတာပါ။ငမန်းတွေကရေထဲဆင်းရတဲ့သမောသားတွေအတွက်ချိန်ကြောက်မှုဖြစ်နိုင်ပေမယ့်ရေတက်ကသမောထရာတက်ရှိအားလုံးအထူးသဖြင့်လပိုင်းတွေ၊ဖြံတွေနဲ့ဝေလာငါးတွေလိုနုတိုက်သတော်တွေအပေါ်ထိခိုက်မှုအ ਨੇ ဆုံးဖြစ်အောင်နည်းလမ်းပေါင်းစုံနဲ့ဆောင်ရွက်ခဲ့ပါရီ။ဒါကြောင့်ပဲစစ်တပ်ကပင်လယ်ပြင်နုတိုက်သတော်များစောင့်ကြည့်ရေးယူနစ်ဖြစ်တဲ့ MMOU ဆိုတာကိုလည်းဖန်တီးခဲ့တာပါ။ ီ MMOU မှာတာဝန်ကြားတဲ့ဒိဗံပညာရှင်တွေနဲ့သူတေတီတွေကရေတိုက်ရဲ့လေ့ကျင့်မှုတွေကဘယ်လေပြင်တက်ရှိတွေအပေါ်ဘယ်လိုတက်ရောက်မှုတွေရှိသလဲဆိုတာကိုအထူးကလေ့လာကြရပါတယ်။မရှင်တွေနဲ့လေ့ကျင့်ခန်းတွေလုပ်နေစဉ်မှာလေထိခိုက်နေနာနိုင်တဲ့သတ္တဝါတွေကိုရှာဖွေကြရတာပါ။ထိခိုက်မှုတွေရှိလာမယ်ဆိုရင်စေရေးလေ့ကျင့်တာကိုရပ်တန့်ဖို့အကြံပြုနိုင်ပါသေးတယ်။ ပင်လယ်ပင်သက်ရှိတွေအပေါ်ဒီလိုဆိုရင်ပူပန်မှုကဘဝဉျင်ပြက်စီးမှုကိုရှောင်ရှားယုံတတ်တတ်မဟုတ်ပါဘူး။နေတွေကြလာတဲ့အခါ MMOU ကလပိုင်းတွင်တဲ့ပင်လယ်ဖြန်တွေလိုနိုးတိုက်သတ္တဝါတွေကိုစစ်တပ်ရဲ့မတူညီတဲ့အလုပ်တွေအတွက်ခန့်အပ်အသုံးပြုခဲ့ပါတယ်။အသုံးများသောအလုပ်တွေထဲမှာရေအောင်မိုင်းတွေဒါမှမဟုတ်ရန်သူရင်ကုန်သမားတွေလိုရေအောင်ပစ္စည်းတွေကိုထောက်လန်းတာမျိုးတွေပါပဲ။ စေရေးနဲ့လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေမှာအရန်သဝင်နေတဲ့အဖွဲ့တွေကပင်လယ်ပြင်နိုးတိုက်သတ္တဝါတွေကိုသူတို့ရဲ့တဘာဝအာသာချက်စွမ်းရည်တွေကိုအသုံးပြုပြီးအန်ထရယ်မျိုးမျိုးကိုနေရာတိကျရှာဖွေနိုင်မှုလေ့ကျင့်ပေးထားပါတယ်။အမည်မသိပစ္စည်းတစ်ခုကိုတွဲပြီးဆိုတာနဲ့လပိုင်းဒါမှမဟုတ်ပင်လယ်ပြင်ကအမတ်သားဒါမှမဟုတ်အလံတစ်ခုကိုထားခဲ့ပြီးသူတို့ရဲ့ထိန်းချုပ်သူတွေစီကိုပြန်ပြီးတော့အစီရင်ခံလိုက်တာပါ။ဒီလိုနည်းနဲ့ရင်ကုန်သမားတွေကအဲ့ဒီနေရာကိုအလွယ်တကူတည်ပြီးအသေးစိတ်စစ်ဆေးနိုင်သွားပါတယ်။ပင်လယ်မိုင်းတွေကလည်းတင်မောရီဂျုံတွေ့နိုင်တဲ့အကြီးမားဆုံးအန်ထရယ်တွေကတစ်ခုပါ။ ီပေါက်ခွဲပစ္စည်းတွေကိုရေအောက်မှာလျှို့ဝှက်ဖုံးကွယ်ထားဖို့ဒီဇိုင်းထုတ်ထားတာကြီးစေတမောတွေနဲ့အရက်ဘတ်တင်မောတွေကိုခွဲခြားမသိနိုင်တာရဲ့ကြောင့်အန်ဒရယ်ပုံများပါတယ်ဒုရယာကဘာစစ်တုံးကစတင်မြုံနိုင်ခဲ့တဲ့ရှေးကြတဲ့မိုင်းတွေတောင်ဒင်မော်ရီရင်ငုံဒင်မော်ရီရေရင်တွေအပြင်ပင်လယ်ပြင်တက်ရှိတွေကိုပါကြီးမားတဲ့ပျက်စီးမှုတွေပေးနိုင်စွမ်းရှိနေတာပါ။ကံမကောင်းတာကဒမောဒီယာတွေမှာပုံနေတဲ့ရှေးအောင်မိုင်းအများစုကရေညီတွေတဲတွေနဲ့ဖုံးလွှမ်းနေတဲ့အတွက်ရှာဖွေရတာပိုခက်ခဲသွားစေတတ်ပါတယ်။ ဒါပေမဲ့လပိုင်တွေနဲ့ဖြံတွေကလူတွေသတိမပြုမိနိုင်တဲ့ရေအောက်ကမူမမနာတွေကိုအလွယ်တကူထောက်လန်းနိုင်ပါတယ်။မိုင်းတွေကလူတွေအတွက်ရောရေနေတရိတ်ဆန်တွေအတွက်ပါအန်ဒရယ်ဖြစ်စေတဲ့အတွက်အမေရိကန်ကာကွယ်ရေးဌာနကရေတပ်ပင်လယ်ပြင်နိုးတိုက်သတ္တဝါစာနာထောက်ထားမှုမိုင်းရှင်းလင်းရေးအဖွဲ့ HMA ကိုလည်းဖွဲ့စည်းထားပါတယ်။ဒီအဖွဲ့ကအန်ဒရယ်ရှိနိုင်တဲ့ရေအောက်လက်နက်တွေကိုရှာပွေဖို့နဲ့အမတ်သားလုပ်ဖို့အတွက်ဒရိတ်ဆန်တွေကိုလည်းအသုံးပြုပြီးလှုံ့ဆော်ကြပါတယ်။ ဥပမာပြောရမယ်ဆိုရင်တော့အမေရိကန်စစ်တပ်ကတုံးနေတဲ့ MS7 စနစ်ကအထူးလေ့ကျင့်ထားတဲ့လပိုင်းတွေကိုကဘာအနှက်ခရီးသွားလာစီပါတယ်။သူတို့ကမမြင်ရဘဲပုံနေနိုင်တဲ့ချင်းချောင်းမှုတွေကိုရှာဖွေဖော်ထုတ်ပေးကြတာပါ။ဒီလိုနဲ့စစ်ဘက်နဲ့အရဘတ်ဆိုင်ရာလုံခြုံရေးကိုအများကြီးကူညီပေးနိုင်လာခဲ့ပါတယ်။အရေးကြီးတဲ့တစ်ခုခုတွေ့ရှိတဲ့အခါမှာတော့လပိုင်းကဒင်းမဘော်ကအထူးလှော်တက်တစ်ခုကိုနှိပ်လိုက်ပါတယ်။အရိကလေ့ကျင့်ပေးတဲ့သူကအမှတ်အသားတစ်ခုပေးလိုက်တာပါ။အဲဒီနောက်လပိုင်းကအရိအမှတ်အသားကိုယူပြီးပစ္စည်းပေးမှထားလိုက်ပါတယ်။ ဒီလိုနည်းနဲ့ရင်ကုန်သမားတွေအဲ့ဒီအမှတ်အသားစီကိုလွယ်လွယ်ကူကူသွားပြီးတော့စစ်ဆေးနိုင်သွားတာပါမွန်တီနီဂရိုနဲ့ခရိုအေးရှားလိုနေရာတွေအတွင်းမိုင်းရှင်းလင်းရေးလှုပ်ဆောင်ရမှာဒီနည်းလမ်းတွေနဲ့အကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့ပြီးဖြစ်ပါတယ်မိုင်းဟောင်းတွေနဲ့တခြားလက်နက်ခဲယံတွေကိုရှာဖွေတဲ့မရှင်မှာလပိုင်တွေကဘလောက်အရေးပါတဲ့အခမ်းကဏ္ဍကနေပါဝင်နေပါစေသူတို့ကမိုင်းတွေကိုတကယ်တမ်းဖယ်ရှားနိုင်စွမ်းတော့မရှိပါဘူးဒါဟာလူသားရဲ့ကျွမ်းကျင်မှုလိုအပ်နေစေအလို့ဖြစ်ပြီးအလွန်မင်းအန်ဒရယ်များတဲ့အလို့တစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ Duff 50စ တနည်းအားဖြင့်အမှန်56အထူးတပ်ဖွဲ့ပေါ်ပေါက်လာခဲ့တာပါဒီအဖွဲ့ဝင်တွေကပြည်စမားမြောက်ရေတပ်စုရဲ့အစိပ်ပိုင်းဖြစ်ပြီးအရှေ့အလယ်ပိုင်းမှာအဓိကတာဝန်ထမ်းဆောင်ကြပါတယ်သူတို့ရဲ့တာဝန်များစွာတွေမှာပောက်ကွဲစေတတ်သောလက်နက်ခဲယမ်းဖယ်ရှားရေးဂန်ယူရန်တိုက်ပွဲတွေမှာပါဝင်ရေးထောက်ပံ့ရေးလုပ်ငန်းတွေအပြင်ပင်လယ်ပြင်နုတိုက်တရောအများကာကွယ်ရေးနဲ့ဂျားဝင်ဆောင်ရွက်ရေးတို့စသဖြင့်ပါဝင်နေတာပါ Task Force 56ရဲ့တာဝန်တွေကအရန်များတဲ့အတွက်ဒီစစ်တီတွေကအရှိအလေပိုင်းမရောက်ခင်တဲ့ရောက်ရှိနေစဉ်အတွင်းမှာပါကျယ်ပြန့်တဲ့လေ့ကျင့်မှုတွေကိုယူကြရတာပါ။ အဲ့ဒီထဲမှာရေငုံလေးချင်းရေကအတိကအစိပ်ပိုင်းတစ်ခုပါပဲသူတို့ရဲ့တာဝန်ကိုတိတိကျကျဆောင်ရွက်နိုင်ဖို့အတွက်အရိအဖွဲ့ဝင်တွေကအမျိုးမျိုးသောအခြေအနေမှာရေငုံနိုင်ဖို့ရေကူးနိုင်ဖို့ပြင်းပြင်းထန်ထန်လေ့ကျင့်ကြရပါတယ်ရေတိုက်ရေငုံသမားတွေကရေငုံချင်းရဲ့ယူပါဗေဒကိုလည်းလေ့လာကြရတာပါအဲ့ဒီထဲမှာရေဖီအားဓာငွေဥပဒေတွေနဲ့ဖီအားလျှော့ချရေးကိစ္စတွေပါပါဝင်ပါတယ် သူတို့ကဖိအားလျှော့ချရေးယောဂဒီကွန်ပရက်ဆင်းစစ်ကနက်နဲ့အောက်ဆီဂျင်အစိတ်တင်ခြင်းအောက်ဆီဂျင်တော့ဆစ်စတီလိုမျိုးရေငုပ်ခြင်းနဲ့ပတ်သက်တဲ့ဈေးဘက်ဆိုင်ရာအခြေအနေတွေကိုလည်းလေ့လာကြရတာပါဒီယာရီအားလုံးကအရေးကြီးပေမဲ့မိုင်းရှင်းလင်းရေးကိစ္စကတော့အရေးကြီးဆုံးနဲ့အန်ဒရယ်အများဆုံးပါပဲသူတို့ကရေရောက်ထဲကမိုင်းတွေကိုရှင်းလင်းရတာဖြစ်တဲ့အတွက်ဂုံးမမာထက်ပို့ပြီးတော့အန်ဒရယ်များပါတယ်ဒီနေရာမှာလည်းတဲဦးတဲ့ဖြစ်ဖြစ်အဖွဲလိုက်ဖြစ်ဖြစ်နိုင်ငံခြားစစ်တပ်နဲ့ပူးပေါင်းပြီးဖြစ်ဖြစ်ဆောင်ရွက်ကြရတာပါ မိုင်းရှင်းရမယ့်တာဝန်မရှိချိန်မှာတော့ Death for 50စနစ်အခြားအလားတူ unit တွေကမြန်အောင်မြင့်လင်ငယ်လေးတွေနဲ့ရေပင်ကိုကင်းလှည့်ပြီးအချိန်ကုန်ဆုံးကြပါတယ်။ဒီရေရင်တွေကပုံမှန်အားဖြင့်လက်နက်အပြည့်စုံနဲ့ပြည့်နေပြီးဘလို့ချိန်ချောက်မှုကိုမဆိုမင်းနဲ့ဘိုင်းတွင်တုံ့ပြန်နိုင်လောက်အောင်အသင့်ပြင်ထားရတာပါ။ငမန်းတွေမိုင်းတွေအပြင်ရန်သူလေတွေအထိဘာမှမလွတ်မြောက်နိုင်အောင်ဒီအထူးလေ့ကျင့်ထားတဲ့ရေတပ်တပ်ဖွဲ့တွေကစောင့်ကြည့်နေကြပါတယ်။ အချို့အားဖြင့်ပြောရမယ်ဆိုရင်တော့လေရင်တွေတင်မဘော်ကဘဝကအလုံးလေခြင်းမှုနဲ့အမြဲတရီဝရီယာရှိမှုတို့ကိုချိန်ဝင်ရှာအမြဲညှိနေရတာပါသူတို့ကတင်မောရဲ့ရှုပ်ထွေးလာတဲ့စနစ်ကိုကောင်းကောင်းနားလည်ထားရပါတယ်တင်မောသားတဦးစီတိုင်းရဲ့လုံခြုံရေးအတွက်အမြဲတတိထားနေရပါတယ်ရေတက်ဆက်စင်ရဲတွေအောင်မြင်ဖို့အတွက်ကွဲပြားတဲ့တာဝန်ဝေတရားတွေကိုထမ်းဆောင်ကြရပါတယ်ဒီကြားထဲမှာလေဂရယာစနစ်တီမြဲရေးနဲ့ပင်လေတရဝရီထိခိုက်မှုမဖြစ်အောင်လေအတဏ္ဍာရင်ဆုံးကြိုးပမ်းနေကြရတာပါ ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ